ူကြောင့်လောက်ခတ်ခဲ့တဲ့အင်္ဂလင်ဘေးတင်ပြည်သူတွေကိုလူကိုယ်တိုင်သွားရောက်မလုနိုင်လို့ငိုယူတောင်းပန်လိုက်တဲ့အီမီဆန်ပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြလဲကြိုဆိုလိုက်ပါတယ်။သူကြောင့်လောက်ခတ်ခဲ့တဲ့အင်္ဂလင်ဘေးမှာအထက်ပုတ်ကိုဘိုးတော်ရရဲ့အမိန်မရတဲ့အင်္ဂလင်ဘေးတင်ပြည်သူတွေကိုမကူညီနိုင်တဲ့ကြောင်းငိုယူပြောလာသူကတော့အီမီဆန်ပါ။ဒါအပြင်အီမီဇန်ကငလင်းလောက်တဲ့နေ့ကပြောခဲ့မိရဲ့စကားတခွန်းတွက်လည်းပြန်လည်တောင်းပန်ခဲ့ရပါတယ်။ အီမီဇန်ကမတ်လ28ရက်နေ့ကတနအိခွဲချိန်မှာလှုပ်ခတ်ခဲ့တဲ့မြင်းကလေးအပြင် Facebook ပေါ်မှာ status တစ်ခုတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ status မှာတော့သူမစိတ်ဆိုးလို့ငလင်လှုပ်ရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အခုတခါမှမြန်မာနိုင်ငံမှာငလင်းလုံးမိရကသူ့ကြောင့်မှဆိုပြီးတော့ပြောခဲ့မိရဲ့ပုံမှာအားလုံးကဝေဖန်ခဲ့ရကြောင်းအီမီဇန်တယောက်လူလုံးထွက်မပြနိုင်ပဲဖြစ်ခဲ့ရပြီးတော့မျက်နှာငယ်လေးနဲ့တောင်းပန်လာခဲ့ရဖြစ်ပါတယ်။ဒါကအီမီဇန်ဟာတခုခုဆိုရင်သူ့ကိုယ်သူအစွမ်းအစားရှိသူအဖြစ်ဟန်ဆောင်လေးရှိရာကြောင့်ပါအီမီဇန်ကအနုပညာအလုံးနဲ့မအောင်မြင်တဲ့နောက်ပိုင်းအနုပညာလောကမှာနေရာတနေရာရဖို့အတွက်သူ့ကိုယ်သူတိုက်ကလာတယ်လို့လုံးတကိုးကြီးတယ်လို့လုံးကအတန်ရှင်းရှာတတ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်သမျှတဘဝဘေးတွေကိုလည်းအီမီဆန်ကသူကြိုတိနေတယ်လို့လို့သူကြောင့်ဖြစ်တယ်လို့လို့နဲ့ကြွားလုံးထုတ်တတ်ပါသေးတယ်။ဒါကြောင့်လည်းငလင်းလို့အပြေးမှာစတေတပ်ပြေးတင်ခဲ့ရပါဘူး။ ဒါပေမဲ့အီမီဇန်မသိလိုက်တာတခုကဒီတစ်ခေါက်ငလင်ကမြန်မာနိုင်ငံမှာအဆိုးဆုံးသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့အမြင်ငလင်ဆိုတာပါပဲအဆိုပါမြင်ငလင်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းကမြို့ကြီးတွေအဆောက်အဦတွေနေအိမ်တွေရှင်းအောင်အဆောက်အုံတွေပျက်စီးပြိုကျကာလူပေါင်းတန်းနဲ့ချီပြီးငလင်ကြီးရဲ့ဆိုးကျိုးကရိုက်ခတ်ခဲ့ရဖြစ်ပါတယ်ဒါအပြင်ငလင်ကြောင့်ကွယ်လွန်ဆုံးပါသွားရတာကတန်ကားတော်တွေကအဆောက်အဦကြိုးကလေးရွယ်ဆုံးလူပေါင်း၄000ဝန်းကျင်ခန့်အသက်ဆုံးပါခဲ့ရတယ်လို့9000ကျော်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် ဒီလိုမျိုးလူပေါင်းများစွာမိသားစုဘဝပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုပျက်စီးဆုံးရှုံးစေခဲ့တယ်။ငလင်ဘေးအန်ရီယယ်ကိုပေါပေါလေးနဲ့သူ့ဒေါ်လာကြောင့်ဖြစ်တာပါဆိုပြီးအီမီဇန်ကပြောခဲ့ရာကြောင့်လူတွေရဲ့ဝေဖန်မှုတွေနဲ့ပြင်းထန်စွာခံစားခဲ့ရဖြစ်ပါတယ်။ဒါအပြင်အီမီဇန်ကသူဒေါ်လာထွက်လိုက်တိုင်းမှာမြေအောင်နဂါမင်းတောင်မနေနိုင်လို့ငလင်လောက်ရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီလိုမျိုးအီမီဇန်ရဲ့စကားကတနိုင်ငံလုံးကတည်ကြည်ပျက်စီးသွားရတဲ့သူတွေပေါ်မှာလေးစားမှုကိုကျင်းစာစိတ်မရှိသလိုဖြစ်နေပါတယ်။ ဒါကြောင့်ပြည်သက်တွေကတော့တနိုင်ငံလုံးကပြည်စည်းဆုံးရှုံးမှုတွေအတွက်အယောတောင်းတင်နေဆိုပြီးတော့ပြောကြတာပါအထူးသဖြင့်အီမီဇန်ဟာအရင်ကလိုငကားပူပြီးတိုက်ကလာတယ်လို့လုံးအတန်ရှင်းရှာတာကပြဿနာမရှိပေမဲ့အခုလိုတနိုင်ငံလုံးပြည်စည်းဆုံးရှုံးထိခိုက်နစ်နာမှုတွေများပြားနေရတဲ့အချိန်မှာအတန်ရှင်းရှာတာကြောင့်လေလူတွေကအီမီဇန်ကိုခွင့်မလွတ်နိုင်အောင်စိတ်ဆိုးဒေါသထွက်နေကြပါတယ် အခုခါမှာတော့ ABSAN ကဘေးဒုက္ခရောက်ကြရတဲ့ငလင်ဘေးကိုပေါ်ပြပြပြောခဲ့မိရဲ့ပုံမှာဝင်းချတောင်းပန်လာပါတယ်။ ABSAN ကငလင်လုတ်ပြီးစအချိန်မှာရန်ကုန်တခွေမှာပဲဖြစ်တယ်လို့ထင်ပြီးတော့တင်ခဲ့မိတာပါ။တကယ်လို့ဒီလောက်အများကြီးလူတွေတည်ကြည်ပြက်စီးဆုံးရှုံးသွားမယ်မှန်းသိရင်အဲ့ဒီလိုမျိုးသူမဒေါသထွက်တိုင်းမှာငလင်လုတ်တယ်ဆိုပြီးတင်မိမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဆက်လက်ပြီးတော့ ABSAN ကဒီအဖြစ်ပြက်ကနေတင်ကန်းစာရတာကဘလို့အချိန်ဒီမှာမဆိုအဖြစ်ပြက်တစ်ခုကိုရှင်းရှင်းလင်းလင်းသိပြီးမှ post တင်ဖို့အတွက်တင်ကန်းစာရမိရဲ့လို့ဆိုပါတယ်။ အခုဆိုရင်တော့အီမီဇန်ကသူမဟာငလင်ဘေးတင်ပြည်သူတွေအတွက်တိုင်း30လောက်လူဒန်းထားတယ်လို့သိရပါတယ်။ဒါပေမဲ့ငလင်ဘေးတင်ပြည်သူတွေကိုကိုရိုင်းကိုကြောက်တွားရောက်မကူညီနိုင်သေးရကတော့အထက်ပုဂ္ဂိုလ်တွေကအမိန့်မကြသေးလို့မကူညီနိုင်သေးရလို့ဆိုပါတယ်။ကဲဒီတော့အထက်ပုဂ္ဂိုလ်တွေအကြောင်းကူညီခဲ့စရာမလုံးနိုင်သေးကြောင်းငိုယိုပြောလာတဲ့အီမီဇန်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။